တခါတော့ဟိုမိသားစုတစုရှိတယ်။သမီးကအပြိုမာလေးကြောင်းဆရာတော်ဖခင်ကိုချက်ချက်သွားကတ်ခိုင်းသမီးရဲ့ဆရာတော်ကြီးကြောင်းချက်ချက်သွားကတ်ပါဆိုသမီးကတပက်လေးပခုံးတင်းပြီးတော့ချက်ချက်ပကံလေးနဲ့ဆရာတော်ဖခင်ကြောင်းသွားကျောင်းပေါ်မှာဆရာတော်ကြီးကပရဝိတ်တစုဖတ်နေတော့အပြိုမာကသွားပြီးတော့ဝှဖြည့်ဟဲ့နင်ဘသူသမီးတော့မကိသမီးပါဖခင်အေးဘာလဲဟဲ့ချက်ချက်ပါဖခင်ဩအေးထားခဲ့ထားခဲ့ လေးမတရားထားအညပကံလေးချပြီးဝေးဖြည့်ပြီးတော့တပိတော်မပြန်ကြွပါအောင်မယ်ဖေဟာဟာသူညက်လှူတဲ့အချိန်တော့ဟုတ်သားပြန်ကန်ဒီမှာဘယ်နဲ့ပြောသွားပါလိမ့်ဟဲ့လောင်လောင်နေဘုသူသမီးဒေါ်ကိသမီးဖေဟာအေးဒေါ်မကိလှွတ်စမ်းမကိအမေအမေလှုပ်ခိုင်းနေဘုန်းကြီးကဘာလို့တော့မသိဘူးလေဟောဒုက္ခပါပဲတော့တပည့်လေးပခုံးတင်ပြီးတော့ဒေါ်ကိကလိုက်သွားဆရာတော်ကြီးကဒေါသဖြစ်မိကိဖေဟာ ဆောစောကထညက်လာကတ်တာနင်းသမီးလာမှန်ပါဖျားဘာပြောသွားလဲသူဟာဘယ်လိုပြောသွားမှာဖျားတပိတော်မှပြန်ကြွပါအောင်မယ်ဖျားပြောသွားကောင်းလာအရာရဟန်းတန်ခါဟောဝါတော်တော်မိုက်ပါတာမတုံသင်ရမဆုံးမရနဲ့ခလေးရမပြောရလို့ပါဖျားအဲ့လိုခလေးဖျားအေးပြောစမ်းနောက်တစ်ခါအကြောင်းလေးကိုခြိတော်ရမချစင်နဲ့ဖျားအာနင်ကပိုဆုံးနေဒုက္ခနင်ယောက်ျားဘသူငညွန့်ပါဖျားငညွန့်လှော့စမ်း နေရပို့ဆိုကြောင်းနဲ့ခြေတော်မချပါစင်းနဲ့ဆိုတော့နေရသမီးတဲ့တောင်ဆိုးနေတွတ်လိုက်နေရောက်ကြဆိုတော့ကိုညော့เอ๊ะဆရာတော်ကြီးကမှားလို့မှားလို့တော့မသိဘူးလေကြောင်းရောက်သွားတော့ရှင်ဖះတပိတော့မောင်ညွတ်မှာဖះအေးဆိုင်အောင်မင်းသမီးကထမင်းရဲ့တပကံလာကတ်တယ်တင်ပါဖះတပိတော့မှပြန်ကြွပါအောင်မပြောသွားတယ်ဟာဟုတ်လားဖះအေးအဲ့ဒါဆုံးမဖို့မင်းမရခေါ်တာမင်းမရကပို့ဆိုးသေးဘာလို့ဖះ ကျောင်းတော့ကျောင်းထဲခြေတော်ရမချစင်တဲ့ဖခင်ပြောသွားတယ်ကောင်းလားကွာဟာပဲကောင်းမလဲဖခင်အဲ့ဒါမင်းဆုံးပါအောင်မင်းသမီးရောမင်းမရဘောစကားပြောမတတ်ဘူးဟာတော်တော်ဆုပါလားဖခင်အဲ့တော့တပည့်တော်အိမ်ရောက်ရင်တော့ချက်ချင်းဆုံးပါအောင်မဖခင်အေးอืมတပည့်တော်လည်းမကြမ်းမကြာကြုံရပါဖခင်ပြောဆိုပါလဲရမ်းရဖခင်အေးကဲမထူးပါဘူးဖခင်တပည့်တော်ချက်ချင်းမဲ့သွားပါမယ်အိမ်ရောက်မှတပည့်တော်မင်းတော်မူလိုက်ပါအောင်မဖခင်ဟာ မရဘူးဆိုးနေဟဲ့ကောင်မင်းရောက်ခမဘယ်သူဘာကြီးလုံးဘာကြီးလုံးတော့ဆန်းအဖိုးကြီးကတုံ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 နဲ့ဆရာတော်ခေါ်တယ်ဆိုတော့ကြောင်းသွားဘိုးလုံးဖေယမင်းသမီးကအဲ့လိုပြောတယ်ဟာဟုတ်လို့မင်းမီးကအဆိုးဆုံးပဲအဲ့လိုပြောတော့မင်းသမီးမင်းသမီးခေါ်ခိုင်းတော့မင်းသမီးကပိုဆိုးအခုမင်းသမီးခေါ်ခိုင်းတော့မင်းသမီးကပိုဆိုးနေဟာတပီတော့တခါလေးစဉ်ညက်တယ်ဖေယတက်ကလည်းကြီးပါပြီဖေယသေပဲမသေးနိုင်ပါဘူးဖေယ အင်မတန်မှရမ်းကြတာဖရာဒီသုံးယောက်လည်းတပည့်လည်းတစ်ခါတစ်ခါဘဝနဲ့ထံပြန်လုံတော်မူခြင်းလည်းဖရာပြန်ပြန်ပြန်ကမင်းလည်းပြန်တော့နော်မင်း